ကာမရမှတ်မဲ့နေမှာလွန်ဆိုရင်လေဆိုတာမှတ်ထားကြပါနော်အမှတ်မဲ့နေမှာအမှန်အဆိုရင်လေဒါကြောင့်သာနာထဘိက္ခဝိရဒမာအနာထဘိက္ခဝေငါ့ရှိသတိများတို့သာနာထကိုးစားရအထာရရှိကြကုန်ပြီဘဝထဖြစ်ကြကုန်တော့သာနာထမာအနာထကိုးဝေရမရှိဘဲနေကြကုန်ပြီ မာအနာထမဖြစ်ကြကုန်စေလင်ကိုယ်ခွေရာရှိပြီးကာလအကိုရာလေးတခုတော့ရှိကြပါစေကွာမှန်ပါပါဘုရားအကိုရာလေးတခုတော့ဖြင့်ရှိကြပါဘုရားအကိုရာမရှိဘဲနေရခြင်းဟာဒုက္ခဆင်းရဲဤအကိုရာမရှိလို့ရှင်အမှန်တန်ဆင်းရဲတယ်မှန်ပါပါဘုရားအဲ့ဒီအင်္ဂုတ္တုပါဠိတော်တက္ကနိဘအင်္ဂုတ္တုပါဠိတော်ကြီးမှာကိုးွယ်ရာတော့ပြင်မင်းတို့အကိုးွယ်ရာဆိုတာအားထားရပါပဲမှန်ပါပါ ိုးကွယ်ရာအထာရဖြင့်ရှိကြပါစေကွာကိုးကွယ်ရာအထာမရှိလို့ရှင်မင်းတို့ဒုက္ခရောက်တော့မယ်မှန်ပါဗျာဒါဖြင့်ငဃဓမ္မတွေဆရာသမားကသုံးမတိုင်းကိုးကွယ်ရာတွေကတော့ခရီးလည်းကိုးကွယ်ရာပဲတရားလည်းကိုးကွယ်ရာပဲသံဃာလည်းကိုးကွယ်ရာပဲမတ္တပိရိကုဏအနန္တောဆိုတာလည်းရှိကြတာပဲဒီတဲကဘုရားရှင်ကိုရမကြီးကဘယ်ဟာကိုပုံမူပိဋကလာကြိုက်တယ်ဆိုတဲ့ဥစ္စာသတိထားရမယ်နော်မှန်ပါဗျာ ပညာဝါဟောတိဥရိယထဂာမိနီယပညာနဲ့ဖြစ်ပျက်ကိုရှုပြီးနေတဲ့အလောက်ပါအဲ့ဒါမင်းတို့တမာဒုက္ခကရဂာမိနီယပဲတဲ့အလုံးစုံဒုက္ခကိုကုံစေတိုင်းတကွာပညာနဲ့ဖြစ်ပျက်ဥရိယပဲရဆိုတဲ့ဖြစ်မှုပြမှုကိုမင်းတို့ဥရိယထဂာမိနီယဆိုတဲ့အတိုင်း ရှင်မပြတ်မှုကိုမနေ့နှလုံးသွင်းပိရိကာလဘယ်ချိန်မဆိုနှလုံးသွင်းပိရိကာလနေကြမယ်ဆိုလို့ရှင်ဒုက္ခခရဂာမိနိယဒုက္ခကိုကုံစေသည်ဟောတိဟိမနေ့ဖြစ်ပြက်ကိုနှလုံးသွင်းတာကိုအာဟုအားရထားပါလို့ဖမာခဲ့မနေ့ဘာနှလုံးသွင်းရမလဲဖြစ်ပြက်ကိုအာဟုအားရနှလုံးသွင်းပိရိကာလထားပါတဲ့ အယံပိဓမ္မောနာသကာရဏောအယံပိဖြစ်တဲ့ကိုအကုရခြင်းနာသကာရဏောကိုယ်ပွယ်ခြင်းကိုပြုကြသေဟောတိဖြီးဆိုတဲ့တိုင်းနဲ့မင်းတို့ကိုယ်ပွယ်ရာကိုယ်ပွယ်ရာဆိုတဲ့ဥစ္စာကိုအားထားရအော်ဘယ်လိုအားထားရမလဲလို့ဒကာကျော်ဒကာတိတို့ဥဒ္ဓဘုရားကမေးလို့ရှိရင် ူကဒုက္ခကုန်စည်နိုင်သောကြောင့်ဖြစ်လို့အားကိုးရတယ်။သူကပါပါလေဒုက္ခကုန်စည်နိုင်သောကြောင့်ဘုန်းကြီးတရားဓမ္မတွေအားကိုးရတယ်။ဟောတာဖြင့်ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ကဒုက္ခကုန်တဲ့နေရာတော့ဖြင့်တရားဓမ္မတို့အားကိုးရမှာအစ်စ်ပဲ။ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ကဒုက္ခကုန်ရပဲအားကိုးရမှာပဲ။ဒါကြောင့် ပညာဝါဟောတိဥရိယထဂမိနိယသမဏဂတောအရိယာယဖြူစင်သောနိဗ္ဗေရိကာယထိုးရင်းရည်တည်သောတမာကောင်းစွာဒုက္ခခယဂမိနိယဒုက္ခကိုပုံစေတတ်သည်ပုံစေတတ်သောပညာသည်ဟောတိဖြီအယံပိဓမောနာထကရမောအဲ့ဒီကဲတော့ထကနိဗ္ဗာန်အငုတ်သူကိုယ်ကိုယ်ရာ၈ပါးရဲ့ရှိတဲ့နကနောက်ဆုံးမိတာဟောပြီးဒီကလာထားသောကြောင့် ဘုန်းကြီးတို့ကဓမ္မတွေဘယ်လိုကိစ္စတွေ့တွေ့ဖြစ်ပြပြအားကိုးပါဒုက္ခကိုကုံစေနိုင်လို့ကြောင့်ဖြစ်ပြပြအားကိုးရမယ်ဖြစ်ပြသေးတဲ့ညာမယ်ရှင်းပြီနော်ရှင်းပါပြီဩော်ဒါဖြင့်တို့ယနေ့ဇာဘုန်းကြီးကဗာရင်များပေးပါလေမတုံးလို့ပေးတော့ခန္ဓာကိုယ်ရန်ဝေဒနာကြိုက်တဲ့ပုဂ္ဂိုလ်ဝေဒနာဖြစ်ပြလို့အားကိုးစိတ်ကြိုက်တဲ့ပုဂ္ဂိုလ်ကရုပ်ကြိုက်တဲ့ပုဂ္ဂိုလ်ကအဲ စွာကြိုက်တဲ့ပုဂ္ဂိုလ်ဟာအလုံးစုံဖြစ်ပြအာဟုမှန်ပါဘူး။သဘောကျ။အဲ့ဒီကဲတော့ဒကာဓမ္မတွေအာဟုမမှားရအောင်လို့အဲအမတန်မှပါချတယ်ဆိုတဲ့ဥစ္စာတွေဒကာကျွေးသေးချာမှတ်ရမှာ။မှန်ပါဘူး။ဖြစ်ပြဘယ်နဲ့ကြောင့်အာဟုခိုင်းမှလည်းမလို့ဆိုတော့တမာဒုက္ခခေယဂာမိနိယဒုက္ခကုံစေသောကြောင့်သူ့အာဟုကွာ။မှန်ပါဘူး။ဒုက္ခကုံစေသောကြောင့်သူ့အာဟုကွာ။ ဖြစ်ဖြစ်ရှိပါများလာတော့ဖြစ်ဖြစ်ဆုံးသွားတဲ့ဒုက္ခကမကုန်ဘူးကုန်ပါဘူးအဲဖြစ်ဖြစ်ဆုံးသွားတဲ့ဒုက္ခကုန်တော့ဒုက္ခကုန်တဲ့ညာလေးတို့ညာကျမ်းနေပါတယ်ဒုက္ခကုန်တဲ့ညာလေးကျမ်းနေတော့ဒီညာလေးကလည်းနိဗ္ဗာန်အောင်ပြီတဲ့ညာလေးတခါဒုက္ခဘုရားအာရုံပြုတဲ့ညာလေးနဲ့သေတဲ့ဒုတိယဘုရားမှာသောတပန်သရဂဏဂဏယန္တာဖြစ်တာပဲ ဟာဒုက္ခကုံသွားတယ်ခင်ဗျာဒုက္ခရှိရမတဲ့နဲ့ပြည့်ရဖြစ်တဲ့ဒုက္ခကြီးဆုံးသွားတော့တယ်အဲ့ဒီဒုက္ခကြီးဆုံးသွားပါတယ်ဆိုလို့ရှိရင်ဖြစ်တဲ့ဆုံးမြင်တဲ့ဉာဏ်လေးဟာခင်ဗျားတို့ဧကယနောယံဘက်ကမက်ကောဆိုတဲ့အတိုင်းတဲ့လောကုတ္တရာမက်ကလေးဖြစ်ပြီးတရားနည်းနဲ့သူကနိဗ္ဗာန်ပို့တော်မယ်မှန်ပါပါဒါကြောင့်အာလုံးတရားနာကြတဲ့ဓမ္မတွေ ဖြစ်ပြက်ကိုအာယံပြုတဲ့ညံလေးအာကိုကြာဘာကိုရမယ်ဖြစ်ပြက်ကိုမြင်နိုင်တဲ့ညံဖြစ်ပြက်ဆုံးမြင်နိုင်တဲ့ညံကြိုက်ရညံ ်ဒီညာတစ်ခုကိုဖြင့်တခါကျတော့ဘုလားဘုရားကတစ်တို့ဘယ်တော့မှမလျှော့ပါနဲ့မှန်ပါဗျာရသော်ဆုံးကပြတ်တော့မယ်လဲကျမ်းတဲ့ရောက်ခဲ့ကြတော့မယ်ဆိုတာကြောင့်မှသူ့ကိုပဲအားကိုးမှန်ပါဗျာရေညာစီတော်ရေညာနေကြီးမြင့်ကြီးလုံနေလို့ချင်းသူ့ပဲအားကိုးရမှာမှန်ပါဗျာအဲ့ကဲတော့အားကိုးလို့ချင်းဖြင့်တဲ့ဒုက္ခကိုကုန်စေနိုင်ပါလေမှန်ပါဗျာဒေဂဏိတော်မှရှုလို့ချင်းဖြင့် ဒီကနေ့ရှုတာတော့ဗုဒ္ဓဘာသာရေသောတာပန်တရားကအနာဂံဖြစ်နေအကဲသောတာပန်တရားကအနာဂံဖြစ်ပြီးတဲ့ပုဂ္ဂိုလ်ကခြောက်ရှုမယ်ဆိုရန်တာဖြစ်နိုင်တယ်လို့ဆိုရဆက်ကုဏတုတ်တို့ဘာလဲသေသေးချာချာဟောတာမဟုတ်ဘူးလားအဲ့ဒါလေးလည်းနာဟုကြာဝီရှိနေတဲ့ဘုန်းကြီးတရားဓမ္မတွေဖြစ်နေသောကြောင့်ပါကိုယ်ခွဲကြရမယ်ဆိုတဲ့ယနေ့ပြီးပါပါ ဖြစ်ဖြစ်ရှုတဲ့ညာအကိုရမှာပါအကိုရခန္ဓာကိုယ်ကလည်းဘာပဲရှိတော့ဖြစ်ဖြစ်ပဲရှိတော့ဖြစ်ဖြစ်ရှုတဲ့ညာလေးပဲဘိန်းတို့တရားဓမ္မတွေကအာကိုလိုက်တဲ့ခါကျတော့ဒီညာလေးကဘာလို့အိုဒုက္ခကုံစေတတ်တယ်အဲဒီညာလေးကဘာလို့ပါဒုက္ခကုံစေတတ်တဲ့ညာလေးဆိုတော့ လုံးလုံးသောဒုက္ခတွေမှာကင်းပြောက်ပါခြင်းကြောင့်ငါရှစ်ခိုးပါ၏လို့ခုနှစ်နှုန်းကပဲရှစ်ခိုးကြတယ်။အဲဒုက္ခကြောက်လွန်လို့ရှစ်ခိုးကြတာပဲ။အဲတော့ဒကာရမတို့ဒုက္ခဆိုတာကြောက်ကောင်းတဲ့တရား၊ပယ်ကောင်းတဲ့တရား၊ပိန်ချကောင်းတဲ့တရား။ဒုက္ခကိုဒုက္ခံပရိညာပိသမေနအပိသမေတိဆိုတဲ့အတိုင်းဒုက္ခပိန်ပိန်ချကြသိဖို့အရေးကလည်း ဒီညာကိုအားကိုရမယ်ဆိုတာသဘောကျကြ။ကောင်းပြီ။ဒါဖြင့်တရားကျွဲတို့တရားဥလဘူးတို့ပါကိုမယ်။ ဖြစ်ဖြစ်အာဟုနိုင်တဲ့ဉာဏ်ပေါ့ဗျာဘယ်နဲ့ကြောင့်ဒီဉာဏ်ဆရာဘုန်းကြီးကအာဟုခိုင်းပါလိမ့်မလဲဖယားကအာဟုခိုင်းပါလိမ့်မလဲလို့ဒကာဓမ္မတွေမေးဖို့မလိုဘူးဒုက္ခသမာဒုက္ခခေယဂာမိနိယသမာကောင်းစွာဒုက္ခခေယဂာမိနိယဒုက္ခကုံရာဆိုရောက်စေတတ်သောကြောင့်ဒုက္ခကုံရာဆိုတာဘာပါလိမ့်အဲဒီရောက်စေရောက်တဲ့ဉာဏ်ဖြစ်လေသောကြောင့်သူအာကိုကြအယံဖိဓမ္မနာထကရဏော အယံပိဖြစ်တဲ့ကုံရာကိုရောက်အောင်ဖို့နိုင်တဲ့ညံနေတာလေနာထကရဏောမင်းတို့ကိုယ်ဝယ်ရင်ပြရမယ်တရားပါပဲကွာလို့အင်းတို့တို့မှသေချာဟောတဲ့အတွက်ဤသူမဆိုတာအကြည့်ဆုံးအားကိုရမယ်တပည့်ကြအင်းဒါတော့မှမသိတဲ့ပုဂ္ဂိုလ်ကြတာလေကိုပြုထားတဲ့ဒါနကိုဆောက်တည်ရတဲ့သီလပေါ့ဗျာမဟုတ်ဘူးအကောင်းဆုံးအားကိုပြဇမ်းပါရှင်ဖြင့်ဒါပဲမှန်ပါပါ သဘောကြအကောင်းဆုံးအာဟုပြကြမ်းပါဆိုရင်ဖြစ်ပြအောင်ပြုရဲ့ညာဖြစ်ပြဆုံးအောင်ပြုရဲ့ညာဒီညာသာလင်ဘုန်းကြီးတို့ဓမ္မတွေမှာကိုယ်ကိုရအထာရအစ်စ်ဖဲလို့အယံပိဓမ္မနာထကရဏောလို့ဖះကိုယ်တိုင်းကနှုတ်ကဖွင့်ရပြီးဟောဒီဖြစ်လေသောကြောင့်ဘာမှတန်လျာမရှိပဲနဲ့ဩဒါကူဝမှာပဲဆိုပြီးဒီနေ့ကစပြီးဒါကိုယုံမယ်ရှင်းမလားရှင်းပါပါဘုရား အကယ်သိသိသွားတဲ့ပုဂ္ဂိုလ်လေသိကိုပဲအကူရမှန်ပါဒေမအမကောလေသိသွားတဲ့ပုဂ္ဂိုလ်ဒီလေခိုင်းဖို့ဒီလေတည်တတ်ဖို့ဒီလေကမှဟိုဘက်ရောက်အောင်ပို့ပါဘူး။ဒီမှာရတဲ့နေ့ဒီပဲဒီညာလုံးမှာဒီညာကဟိုဘက်ရောက်အောင်ပို့ပါဘူး။ဒီညာမှမလုတဲ့ပုဂ္ဂိုလ်ဒီညာကဘယ်နဲ့ဒီညာမှမရှိရင်သူကဒီအိမ်မှာပဲကန်းနေဟူသောအစ္စဒဘက်မှာဟိုမှာလည်းကန်းနေဟူသောနိဗ္ဗာန်ဘက်သို့သူပို့နိုင်မှာမဟုတ်ပါဘူး။ ဒါဖြင့်ဒကာရမတို့ကိုလုံးနေတဲ့ညာကိုအားကိုရှင်းကြရှင်းပါဘာကိုကြမကိုလုံးနေတဲ့ညာကဘာညာပါလိမ့်မလဲဆိုတာကဲထပ်ပါဘယ်ဖြစ်ဖြစ်မြင်နေတဲ့ညာဒီတဲ့တဲ့နိုင်ဖြစ်ဖြစ်အဆုံးကိုအဲဒုက္ခကအန္တံဂရိတိဆိုတဲ့အတိုင်းဒုက္ခကဒုက္ခဤအန္တံဆုံးကိုဂရိတိမျက်မှောက်ပြုနိုင်အောင်လုပ်ထိုင်ရင်လေ ုံမကောင်းတယ်လို့မှတ်တာပေါ့အားတော့မဟုတ်တပည့်တော်ပင်ဖြစ်ပြနေပဲသိသွားရတယ်ဆိုတာတောင်းမှဒုတိယ